မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြဲဘိုင်ကိုတကြလုံးအားလုံးပျော်ရွှင်ပါစေကျောင်းကိုဘိုင်ကြီးမြတ်တာဖို့ဆုတောင်းပါတယ်ဗျာဒီနေ့ကတော့30ရက်ဆယ်လ2025ပေါ့နော်ဒီ TLL လေးရှမ်းမြောက်ဘက်ပြောမှဆိုလို့ရှိရင်ကျွန်တော်နမ်လို့စစ်ကြောင်းပါဒီတိုင်းပဲရက်တန့်နေတာဒီဒီရက်ပိုင်းကကျွန်တော်ထူးဆန်းစွာနဲ့ကြည်နေရတဲ့အပိုင်းရှိတာထူးဆန်းစွာနဲ့ပိုင်းနဲ့နမ်လို့တက်မလို့ကခြင်ပြီးဆိုဘုံတိုင်းဆိုခဏလေးနေနောက်ခဏလေး အဲ့တော့ဗာများလဲလို့ဆိုအကြောင်းရကြတော့ဒီမုတ်ကုန်းနဲ့မုံမိတ်ကိုဒီပလောင်တွေကဆုတ်ခွာတော့မယ်ဒါသူတို့ဟိုနေမို့အပြစ်ဖြစ်ခက်ရစည်းပါနော်ဒါလက်မှတ်ထိုးလိုက်တယ်ပေါ့ဗျာလက်မှတ်ထိုးပြီးတော့သူတို့ဆုတ်ခွာတော့မယ်ပေါ့မဆုတ်ခွာခင်မှာလည်းပဲဟိုမှာသူတို့ညှိနှိုင်းနေတဲ့အချိန်မှာဒီကနေကမှအာဆော်ရီတဲ့ထွက်ပြေးကြလူတွေအများကြီးပဲအစောကြီးတဲ့ကောကထွက်ပြေးကြလို့တုပ်ပြီးပေါ့ထွက်ပြေးသွားကြတဲ့လူတွေအများကြီးပဲကျွန်တော်ပြောတဲ့နန်းခမ်းအဲဘက်ကနေပြီးတော့မှဟိုဘက်ကို ိုတူပြီးဘောက်ကိုထွက်ပြေးကြတယ်ဒါမျိုးပေါ့ပြီးတော့ဒီနတ်မတူတန်းမှလည်းပဲပလောင်နေမရှိဘူးနတ်ဆံဘက်တို့ပါဆိုပလောင်နေရှောင်းနေပြတယ်တက်မနော်ကဒီနတ်မတူကိုတက်မနော်ကဒီဟွန်တင်းကိုနေရမိုးမိတ်ကိုပြီးခဲ့တဲ့ရက်ကဒါဘုံကျဲရှင်းနေတဲ့နေရာမှာတော့ဒီဘက်မကြီးပင်ရောက်လာတယ်ဒီဘက်ကိုကျဲပြီးတော့တကယ်ပလောင်နေအများကြီးရှိတဲ့နေရာကဒီနိုင်စင်နားမှာအိုင်စင်နားပတ်ချလဲမှာရှိတယ်ဆူတောင်းပြဖျားပတ်ချအဲ့ဒီနေရာကတော်တော်များရှိတယ် အဲ့ညာကိုမကျဲပဲနဲ့ဒါလောက်တာဘာကြောင့်လဲဗောနော်ဒါကျွန်တော်တို့ကလည်းတွေးရဖြစ်နေတဲ့အချိန်မှာဒါကြားသိရတဲ့အပိုင်းရကြတော့ပလောင်နေကဒါလက်နဲ့ချလက်နဲ့ချတယ်လို့ပဲပြောရမှာပေါ့ဗျာသူတို့ကတိုက်လို့မရတော့ဘူး အလောင်းဆိုတဲ့ကောင်တွေကအသားလူတဲ့ကောင်တွေ PDF တွေကိုပထမဆုံးခိုင်းတယ်မြန်မာကောင်တွေ PDF တွေလာခဲလာခဲဆိုတိုက်တယ်အမှနေရာပေါင်းဆောင်ဝင်တိုက်လိုက်တော့နိုင်တယ်နိုင်တော့လူပါပြန်သွားတယ် PDF တွေကိုပြန်တက်ပြတယ်နော်သူတို့အမိမနာကန်တက်ပြတယ်သူတို့ရတဲ့ပစ္စည်းတွေမရလို့ချင်းတက်ပြတယ်နောက်ပိုင်းလည်းကြတော့သူတို့တွေကစိတ်ဝမ်းနေကွဲလာတယ် PDF တွေနဲ့စိတ်ဝမ်းနေကွဲလာတယ်နောက်ဆုံးအဲဒီကောင်တွေပလောင်တစ်ခုပဲလူပါဝါလိုက်တာပေါ့လူပါဝါလိုက်တဲ့အခါကျတော့တောင်တော်ကနေပြီးတော့မှဒါ အငင်းကြင်ကြီးဖြစ်အောင်လို့ဆိုကြအပြက်ခတ်ရဆိုင်ဆိုကြလက်မှတ်ထိုးတော့အဲသူကဒီရရှိတဲ့နေရာတွေကနေပြီးတော့မဆုတ်ပေးဘူးပေါ့နော်။နေမှဖြစ်ပေးဘူးပေါ့နော်။ပြက်ခတ်ရဆိုင်ကိုရောက်ရှိတဲ့နေရာနဲ့ရမယ်ဆက်မတိုးဘူး။အဲသူကဒလူလာတာပထမဆုံးကပထမဆုံးကဒလူလာတာအခုနောက်ပိုင်းလည်းရလာကြအောင်။ကဲအဲ့ဒါဆိုလည်းတက်မှာတိုက်ပြမယ်လဲဆိုလဲဆိုတော့ဒါဒါတီဘောတို့နောင်ချိုတို့နောင်ချိုကြောင်မဲ့တီဘောနမ်းမလို့လဲထို့မှဆိုတော့လန့်ဖြန်ကောင်။အဲ့တော့ သူတို့လက်နက်ပါဖြုတ်သိမ်းမဲ့ဆိုတဲ့ဟာတွေလည်းဖြစ်လဲဖြစ်လာတော့အဲတော့ပလောင်တွေကမုံကုန်းနဲ့မောမိတ်ကိုဒါဆုပ်ပြီးမှဆုပ်ရတဲ့အချိန်မှာနေရောညောအထဲမှာရှိတဲ့ကြောက်ပြက်နာတွေတဲတော့တာရှိတယ်။နောက်သူအခုကတော့သူတို့ကတော်လိုင်းကြီးကတော်လိုင်းပြေးတော်လိုင်းပြေးပြေးတာတော်လိုင်းပြေးဖြစ်သွားပြီ။ PDF ခွေးတွေကတော့ထေကြတယ်လက်လုံးလက်စားအဲဒီ PDF ခွေးတွေကတော့ထေကြတယ်လူလေလှုပ်ရှားနေတဲ့ပလောင်တွေကတော့ရွှေနဲ့ကြောက်တွေအကုန်လုံးမှသွားပြီ။ ပဒတိရတော့ဆက်လက်ကာကွယ်မယ်လို့ပြောတယ်ဆက်လက်အသေးခံမယ်လို့ပြောတယ်ဘာဖြစ်လို့ဆိုတော့ယတနာဘုံကြီးကိုလှမ်းမြင်နေပြီးတော့မှအသေးခံတော့မှမဆားရညော်ကန်တောင်တော်ကလည်းပဲဒါအမုံကျွေးနေတာကိုကျွန်တော်တွေ့ရတယ်ဒီမန္တလေးအတိုင်းပဲဆိုလို့ရှိရင်အတောင်တော်ကလည်းပဲအမုံကျွေးနေတာကိုတွေ့ရမနေ့တိုင်းတော့ဖြစ်တယ်နောက်ပြီးတော့ဒီတီဘောပေါ့တီဘောမှာတောင်တော်ကဆုတ်ခွာလိုက်တဲ့အချိန်မှာအဲ့လဖေးဆိုင်ရပြ အာဂဲလုံးတွေရောအမိုက်တီရောဘာညာတတ်မလို့ဆုတ်ခွာနေတဲ့သူတွေနေရရဲမိရောမိသားစုတွေရောအရာရှိတွေပေါ့ဗျာအဲ့ဒါတွေကိုဂဲတွေနဲ့ပစ်တယ်ညက်ပတ်တဲ့အထုပ်ပြုံးတင်တာအမိုက်တွေနဲ့ပစ်ကြတယ်ဒါပေမဲ့ဒီတီဘောတော့ပြန်ထိန်သွားအဲ့လပေးဆိုင်ကကုတ်ခိုင်ဘက်ကိုပြန်ရောက်သွားတယ်လို့ပြောတယ်အဲ့ဒါကိုအရေးဆောင်ရမှုမရှိသေးတာတော့စိတ်မကောင်းဖြစ်နေကြတယ်အဲ့နာမှာရှိတဲ့တိုင်းနာတွေကတိုင်းနာတွေအစားစိတ်မကောင်းဖြစ်နေတာနော်တပ်မလို့ဒီကြောင်ဝဲဘက်ကတော့ဒီလိုမျိုးပေါ့အကြမ်းဖက်အားဖေးတွေကိုအရေးယူတယ် အကြမ်းဖက်တွေနဲ့ပေါင်းပြီးပြည်သူအချင်းချင်းပြန်ပြီးတော့အာဒါတက်ဖြက်အဲတလန်ဆိုပြီးဆွဆွဲအဲအတင်းအာဓမငွေကြေးကောက်ခံတဲ့သူတွေကိုတော့အဲဒါဒီကြောင်မဲ့ဘက်မှာရှိတာတွေကိုတော့တမလို့အနေမှာသူတက်ဆက်တက်ဆိုင်ရဥတွေနဲ့ညီစုံတဲ့သူတွေအကုန်လုံးကိုအေးအေးယူတာရှိပြီးတော့ရှိနေတယ်ပေါ့ ဒီဘောဘက်မှာတော့ဒါဆက်လက်ဆောင်ကြည့်ရမယ်အနေထားရှိတယ်ရေးတော့ယူကြမှာပါဒီမှာတော်ပလောင်နဲ့အားပေးပြီးတော့မှလုတ်ကင်ပြီးတော့မှဒါပြည်သူတွေဒုက္ခပေးနေတဲ့သူတွေတော့เนาะအဲ့မှာရှိတဲ့တိုင်းသားတွေကပြောကြတာအဲ့ဒါလည်းပြစ်ပေါက်လိုက်တယ်လဖေးဆိုင်ပြစ်ပေါက်လိုက်တဲ့သူနာမည်တွေပါပြောပါတယ်အဲ့တော့ခုဒီရေးမိသူစိတ်မကောင်းဖြစ်ရတယ်ပေါ့သူတော့ကောက်ခိုင်မှမှာဒါလဖေးဆိုင်ဖွင့်နေတယ်ပေါ့ဒါမျိုးပြောတာရှိတယ်အဲ့တော့စိတ်မကောင်းကြအောင်ဖြစ်တာပေါ့ကဲအဲ့ဒါဆိုကျွန်တော်တို့ဒီ စင်ကူဘက်မှာဆိုလို့ရှိရင်စင်ကူဘက်မှာဆိုလို့ရှိရင်ဒီကနေ့ဆိုလို့ရှိရင်တမတော်ကလေချောင်းက10ကြိမ်လောက်ရှိမှထင်တယ်ဘက်ထုတာတော့အလုံး90ကြော်လောက်ရှိမှထင်နော်မနေမနေတော်တော်ချပြတာဘာဖြစ်လို့လဲပြီးတော့ဒီဘက်ကြောင်မျောဘက်ကနေရလဲဒုံးနေနဲ့တောက်လျှောက်တောက်လျှောက်ဒုံးနေနဲ့ဆုံးမတာကိုတွေ့ရတယ်တွေ့ရဆိုဘာဖြစ်လို့ဆိုအဲ့မှာသူကအာယန္နာတိန်ခယန္နာတိန်ခယန္နာတိန်ခအဲ့ဒီတရားကို သူကဒီဘက်ဒီဘက်စစ်ကူဘက်ချောင်းကိုမိုင်းခွဲပြီးဖျက်ဆီးလိုက်တယ်ဗရက်တေကဗရက်တေကဖျက်ဆီးလိုက်တော့သူကပလောင်ပုံစံမျိုးဗရက်ကချိုးကြည့်တာချိုးကျင်တာချိုးကျင်တော့အဲတပ်မောင်ကနေတော့မှမရောက်လေတာမျိုးအဲ့တော့ပပဆဆကြညာနေတဲ့ဒီနောင်ချိုးတို့တီဘုံတို့ဟိုကြောင်ဝဲတို့ကိုခြတယ်လို့ပြောဘုံအမုံကျွေးတာနင်အလုံး90လောက်ကျွေးတာနေတိုင်းကျွေးခံတော့မှအဲ့စစ်ကူကစစ်ကူကြံဖက်နေတိုင်းကျွေးခံတော့မှနေတိုင်းကျွေးခံတော့မှ ဒီကြောင်သားဘက်ကလည်းအမောင်းကျွေးဒေါင်းနေနဲ့တောက်ဆောက်ကျွေးဆိုတော့ကိုယ်တည်တင်ကိုယ်ကပလောင်လဲကိုသူတို့တည်တင်သူတို့ဒူသွားတာပဲဟုတ်လားတရားတွေခွဲတရားတွေဖြတ်တရားတွေချုပ်သွားတယ်တက်မလို့မလို့ပေါ့တက်တော့ကလည်းပဲဘာကြောင့်ငဲ့ညာတယ်လဲဆိုရင်ဒီမြို့တွေအကောင့်တိုင်းပြန်လို့ကျွန်တော်ဒီကောင်လေးရှိတော့ကိုဒီကောင်လေးဖြတ်သွားတဲ့ online ကိုပဲကြည်လိုက်ဗမာကိုပဲကြည်လိုက်အဲ့လိုမျိုးမဖြစ်စေကျွန်တော်တက်မလောင်ကအတက်တိုင်းဆုံးရှော့ပြီးနှိမ့်နေတာ ကျော်ရင်းနှီးနှီးနေတာနှီးလိုက်တဲ့အချိန်ကျတော့အခုဒါသူတို့စုပ်သွားတယ်ဗောစုပ်သွားရင်နာပစ္စည်းယူသွားဗောဒါပေမဲ့တက်တော့ကလည်းဒီတိုင်းတော့ကြည့်မနေဘူးဟုတ်ဒီတိုင်းတော့ကြည့်မနေဘူးတွတ်တော်တွေပါ냐ပေါ်လာရင်လည်းဒါရော်ကြီးတွေပါ냐လောင်းအောင်ပါစစ်ရော်ကြီးတွေကလာရအောင်မလှလို့မရဒါသူတို့ဆစ်ရှုံးမတက်တော့အပီးရောင်တိုက်ရမှာပဲမတိုက်လို့လည်းမရအောင်ဒါကနောက်ကျဥတွေချောင်းနဲ့သွားချမ်းမဲ့ပုံစံရှိတယ်အခုချိန်မှာတော့အဲဒါပလောင်တွေကိုတချို့ကြတော့မကျေနပ်ဘူးတိုက်ပြီးတော့မှကောင်းကောင်းချွေးနေတာဗောနော် ဗမာတက်သည့်မြမချက်သားမြမချက်တက်ဆိုတာဒါမျိုးဆိုတော့ပြနေတဲ့ချက်သားတွေတောက်မလို့သားတွေကနမ်မတူကနေပြီးတော့နမ်မတူကိုစစ်တောင်းထိုးကျင်နေတာအသေးကိုရားနေပြီးတော့ထိုင်နေရလို့အနေဖြစ်စိတ်ထဲမကောင်းအောင်ဖြစ်နေဒီပလောင်နေရဲ့အကျွေးတွေကိုသူတို့ရအောင်မတောင်းရသေးဘူးနော်ရဲမိတွေကိုလှုပ်ထားတယ်အဲရက်သားတွေကိုလှုပ်ထားတယ်တိုင်းနာချင်းချင်းလက်နက်ကင်တွေကိုတိုင်းနာချင်းချင်းတော့ပြန်ပြီးနှိမ့်မနှိမ့်ဆက်တာတွေចောင်းသားចောင်းသူတွေကိုအဲဒီလိုမျိုးဒုက္ခပေးတာတွေပေါ့နော်အဲ့ဒါတွေကိုဒါတောင်းတော်သားတွေက အခုစစ်တိုင်နေတာတောင်းတော့သားတွေအခဲမချေဘူးဘာကြောင့်လဲဆိုတော့နိုင်ငံကကောင်းဆောင်ကြီးကဒါတိုင်းပြည်မှာဟိုမြို့ရွာတွေမပြတ်စည်းအောင်ဒီဟိုပြည်သူရဲ့အကျိုးစီးပွားမပြတ်စည်းအောင်ဆိုတော့တို့လုံးလိုက်လို့ဒါတိခန့်တာအဲသူတို့စိတ်ထဲမှာလုံးဝမကျေနပ်ဘူးပလောင်ကိုတိုက်ပြီးတော့ချကျင်တယ်စိတ်တွေကတအားများနေဒါကျွန်တော်ကြားသိတဲ့ပုံစံပြောပြတာအဲ့တော့ပလောင်ကြီးကတော့လူတွေဖြစ်သွားပြီတိမ်မှာကြောက်ပြီးတော့ရသလောက်ဟာနေတင်းနေသွားပြီ အဲရသလောက်ဟာမတင်းနိုင်မနာပလောင်ရဲ့အကြံအခွန်လေးကိုထပ်ပြီးတော့တရေကြတဲ့ PDF တွေကတော့အဲ့မှာတေကြအောင်မန္တလေး PDF တွေအဲ့ဒါအကြောင်းရှင်းပြီးတော့ပြီးသွားပါပြီတက်မလို့ရဲ့အဲအွန်လိုင်းရပါတော့အဲအကြံဖတ်နေနေရပါဒီအကြံဖတ်တွေဒီရှင်းကူတို့မတရားတို့ဘက်ကမတရားတော့ကောင်းကောင်းကြွေတာလမ်းတော့ခေါင်းတော်မထောင်နိုင်မတရားတောက်ချောက်မတရားဒီရုပ်ပင်ဆိုလို့ချင်းစစ်ကြောင်းတို့ရှင်းလင်းနေ မတရားမှာဆိုရုံမင်းကိုစစ်တောင်းလို့ရှင်းလင်းပြီးတော့ဒီတန်ခါတောင်းရမှာနေမီတွေရှင်းတေးလိုက်တဲ့အိမ်မှာဟိုနေနေ PDF တွေရောဒီပဒတ်တွေရောပလောင်နေရောအဲမတရားဘက်မှာဆိုမတရားနဲ့ဝက်လက်ကအဆက်မရှိရရွာတွေလည်းတောက်လျှောက်နေနေရှင်းတာတမ်းတော်ကကောင်းကောင်းကိုလိုက်ကျွေးနေတာမတရားတို့ဒီရှင်းကူလို့တပိတ်ချင်းတို့ကောင်းကောင်းမှပြီကောင်းကောင်းမှပြီးတော့ဒီဘက်မြင်းကြံဘက်ဆိုလည်းဒီမန္တလေးမြင်းကြံမှာဆိုလို့ရှိရင်တို့ကပဲပြီးခဲ့တဲ့ဟို၈လပိုင်းလောက်ထဲကတောက်လျှောက်စစ်ကြောင်းထုတ်တာမတိကရုံမုံနဲ့ အဲပြီးခဲ့တဲ့ရှစ်လပိုင်းတရရက်နေ့လောက်တည်းကစစ်ကြောင်းထိုးတာရဲကွန်မန်ဒိုတွေရဲ့နောက်ကခမ55ပုဂ္ဂိုလ်တွေတပ်မတော်သားတွေရဲ့မတ်တီတာရေးမလို့ပြည်သူစစ်ဖွဲ့တွေရဲ့အဲမှာကောင်းကောင်းနေမရှင်းတာနေမရှင်းတော့ဘလောက်တော့တေကြလဲဆိုအဲ့ဒီမြင်းညက်ခရင်တရရက်နေ့ကအချမ်းဖက်တွေတေလိုက်တာရာဟုကြော်နေတာပဲထွက်ပြေးတဲ့ပုံတွေကတော့တော်တော်မိုက်ခဲလို့ဆိုတာဒါသူအလွတ်ပြေးနိုင်လို့သူကောင်းနေဆိုလို့ချင်းအသေးချန်နေတာ တည်ပြီးတန်ခဲတာအများကြီးပဲဒီကောင်တပ်ဖွဲ့ဒီကောင်စီမှာအယောက်20ကျော်လောက်ရှိတယ်ဆိုတာ30လောက်20ကျော်30လောက်ကျဒီကောင်6 9ကျော်ပဲပြီးသွားတယ်ကျန်တာအကုန်လက်ကျန်ခဲ့တာတည်ခဲ့တာပဲပြီးတော့အဲ့မှာပါလဲနာမည်ကြီးတဲ့ကောင်တွေဆိုးအောင်တို့တကြားတို့မိုက်ခဲတို့တက်ကြီးတို့ပြေးတာပဲဘာမှန်းကြားတော့ဟောင်းကြားတော့ဟာရှောင်းပဲပုံပြီးပြေးသွားတာပဲအဲ့တော့တန်းတော်မတော်ရဲ့ပြည်သူ့စစ်ဖွဲ့တွေရဲ့ရဲကောင်မတော်ဖွဲ့တွေအတော့မြင်းကြပ်ပါမှာတော့တအားကိုခြုံထက်နေတယ်တအားအောင်မြင်မှုတွေကျန်းနေတယ်လို့ကျွန်တော်တို့ကြားသိရတယ်နော် အောင်မြင်မှုအကျဉ်းစားကြီးတွေဖြစ်နေတယ်အဲ့ဘက်မှာနောက်ကကြတော့မကွေးဘက်မှာအဲမကွေးဦးနေမော်အဲမကွေးတိုင်းနဲ့ဟိုကတော့ဖြစ်တယ်ကျောင်းကမ္ဘလူဘက်ဆိုကမ္ဘလူဘက်တို့ဒီစကိုင်းတိုင်းဘက်ဒီဘက်ဆိုလို့ချင်တယ်ဥပသဘာတို့ရှိဟိုနေရှိတယ်ဥပသဘာတို့ပြည်သူစစ်တပ်ဖွဲ့တွေရှိတယ်အဲ့ဒါတွေကလည်းပဲဒီတပ်မတော်နဲ့အဲပူတွဲပြီးတော့နေမြေရှင်းတာလဲပုံစုပ်ပဆက် ပုစုပစံရှင်တဲ့ဒီပြည်ရန်ရွာဘက်တွေမှာရှိတဲ့အချမ်းမဲ့စကန်တွေကိုရှင်းတဲ့လက်နဲ့ကြီးကြီးတောင်းချောင်းတောင်းချောင်းကင်နေတာအလာဝန်ဒီထန်းတဲ့ဘရင်တို့ရေလာကြီးတို့ဘက်တွေဖောင်ချောင်းတွေဖောင်ခွက်တွေရေမြတ်တွေပြည်ရန်အိုင်နေတာရွာသားအဲ့ဒီမြေပတောင်းတွေတောင်းချောင်းကိုတောင်းချောင်းကိုကံမအားအကုန်ပတ်ရှင်အကုန်ပတ်ချလာအခုကတအားဟိုဟိုပြည်သူစစ်တရားရောတောင်းတော့ကောနောက်တက်လာတဲ့ငငယ်လေးတွေပတ်ပတ်စာလေးတွေ အာပြည်သူစစ်မှုထမ်းနေတော်တော်တော်တယ်ဗျာတော်တော်တော်တယ်တော်တော်ကစ်တာဒါကျွန်တော်တို့တွေ့ရတယ်နော်ဒီကလေးတမှုကန်းကောင်းလမ်းပိုင်းကိုစကြောင်းထိုးနေတဲ့နေရာမှာလဲ PDF တွေတော်တော်များများသိလို့တော်တော်များများသိတယ်။နော်တော်တော်များများသိတယ်။ထောက်ချောင်းရအောင်လဲသူတို့ဝင်စီးတဲ့ချိန်မှာလဲအကြမ်းဖက်တွေကိုအရှင်နေရတယ်။အသေးတွေကိုအရှမ်းဖက်ဖက်တွေကိုအများကြီးပဲ။အသေးတွေကိုမိတာမိတာနော်တော်တော်မိတာလို့ကြားတယ်ဒီကြာရင်လို့ ကြိုင်ရွာတို့နောက်ကစီတာတို့နတ်မြောင်တို့နတ်ချောင်းတို့ကြံတာတို့အောင်တရာတို့မှန်တော်တို့အမကြီးတဲ့အကြမ်းဖက်တဲ့တွက်ပြေးလုံးဝကိုလက်ကြည့်ကြတော့မလို့နောက်စားတောင်လားစားတောင်ကဒီကုကြီးကုန်းရွာမှာအဲ့မှာရှိတဲ့အကြမ်းဖက်တွေနဲ့သူတို့ရဲ့စကန်းနဲ့အိမ်ယာတွေစုဖွဲ့မှုရှိတဲ့နေရာတွေတမန်တော်နေမြေတို့စစ်ကြောင်းတို့ရှင်းနေအကောင်ပြောင်းကလေးဟောင်းရှင်းပြတာအကောင်မီးရှို့အကောင်ဖြက်စီအကောင်သွားအကြမ်းဖက်တွေနေတဲ့စကန်းနေနေအိမ်နေအကြမ်းဖက်ရွာအကောင်လုံးဖြက်ရှင်းတာအဲ့ဟိုကုကြီးကုန်းရွာမှာ အကြမ်းဖက်တွေရှိတဲ့စခန်းတွေအကောင်ဖြုတ်အကောင်ဖြုတ်အဲ့လိုတွေချတယ်တမ်းတော်ကကောင်းကောင်းအရှင်းနေနေတော့ကိုကျွန်တော်သူကပြီးတော့ဒီတိတ်ချောင်းရအနီးမှာလဲဒါထိတွေ့မှုတွေဖြစ်တယ်ထိတွေ့မှုဖြစ်တော့ဒီသူတိတ်တဲ့သူတွေကပါလဲစားတောင်မိုးကြိုးဖွဲ့ဆိုတာမသိပါဘူးအဲ့ဒီဖွဲ့တွေကတော်တော်အသေးများတယ်သူတို့ website တွေသူတို့နေနေအကောင့်တွေမှာလဲတချို့ပြောတာတာရှိတယ်ပြောတာတာရှိတယ်အဲ့ဒီဖွဲ့ကတော်တော်အသေးများတယ်အဲကျွန်တော်အသေးကတော့ဘယ်လောက်များတယ်လဲဆိုတော့အတိမပြုနိုင်သေးလို့တိတ်မပြောသေးပါဘူးเนาะဒီ နောက်တဲ့ဆိုလို့ကျကျွန်တော်တို့အဲကမ္ဘလူကမ္ဘလူဒီ channel တိုင်းနေမှာလည်းပဲအကြမ်းဖက်တွေရှိတဲ့နေရာတွေကိုလည်းတောက်လျှောက်ဆက်တက်လေဒီဒီပါမော်တာတွေနဲ့တောက်လျှောက်ရှင်းလင်းနေတာကိုလည်းတွေ့ရတယ်နော်တောက်လျှောက်ရှင်းလင်းရှင်းလင်းနေတာကိုတွေ့ရတယ်ဒီဝက်လက်ကဲ့ အဲယောဒာအီလမ်းပိုင်းတို့နောက်ကဝက်လက်ကအနောက်ချမ်းတို့အဲ့မှာရှိအချမ်းပဲစကန်တို့နေနေလည်းပဲဒါတောင်းတော်ကဗိတုရှင်းလင်းနေတယ်။နောက်ဗိတုရှင်းနေတယ်၊မင်းစဉ်ရက်ဆက်ရှင်းတယ်၊မနီရလည်းရှင်းတယ်၊ဒီနေ့လည်းရှင်းတယ်။အဲဒါမျိုးကျွန်တော်တွေ့ရတယ်။တောင်းတော်ကတော့အာတော်ခွန်တိုင်းဖြုတ်နေတဲ့ပုံစံတွေ့တယ်။အာတော်ခွန်တိုင်းဖြုတ်နေတယ်။အဲဆိုရွေးကောက်ဝက်ဒုတိယပိုင်းမှာဒီနေရာလေးပါလာမယ်ဖြစ်တဲ့အတွက်အာတော်ခွန်တိုင်းဖြုတ်နေတာကိုတွေ့ရတယ်။ပါဆိုရွေးကောက်ဝယ်ရတဲ့ဒီဇင်ဘာပြီးနောက်15ရက်ကြာနဲ့ဒုတိယသတ္တုတ်ဆိုတော့ဒီကြားထဲမှာအမုန်းကျိတ်နေတာပေါ့နော် ီစိတ်ဖြူလို့စလင်းတို့အဲ့လမ်းမိုင်းတွေမှာလည်းပွဲကားတယ်။နောက်ကလေးဒီထိုမာဘက်တွေလည်းထိုမာရွာတွေဘက်ပေါ့အဲ့ဘက်တွေနေမြေရှင်းနဲ့ပွဲကားတယ်တော်တော်ကျန်းတယ်ကစိတ်ဖြူဘက်တွေတော်တော်ကောင်းတယ်။နောက်စလင်းကြီးစလင်းကြီးဘက်တွေလည်းနေမြေရှင်းနဲ့ဒီရေခါရွာတို့ပါညာတို့အဲ့ဘက်တွေကတော့အကုန်လုံးငြိမ်သွားပြီ၊ဇရားငြိမ်သွားပြီနော်။ပြီးတော့ဟိုဗမောက်ဗမောက်မှာလည်းဗမောက်မှာလည်းဒီဟိုနေ့နေ့ KIA PDF တွေကို KIA PDF တွေကိုဒီနေ့ဘုံနေနဲ့ online ပါလဲ၄ချောင်းနေနဲ့စုံမတာရှိတယ် အသေးသေးများနဲ့ဒါဗမော့ကတော့မြို့တဲကိုရောက်ဖို့ကတ်နေပြီပေါ့ဗျာမြို့တဲကိုလှမ်းခေါ်လို့ကြားလို့ရနိုင်ဒါပေမဲ့ KI နေနဲ့ဗတ်တည်းနဲ့စုဖွဲ့မှုနေရာတွေကိုဒါတောင်လောင်ကနေချောင်းနဲ့ရှင်းနေနေတာဟိုတော့ကျွန်တော်တို့တွေ့ရတယ်เนาะနောက်ဒီချင်းပြည်နယ်ဘက်ကိုစပြောမှဆိုတီးတိမ်ပေါ့ တီးတိမ်နဲ့ဒီတီးတိမ်ရနေပြီးတော့မှတွန်ဆန်မော့တီးတိမ်ရနေမှာတွန်ဆန်သွားတဲ့လမ်းပိုင်းရှိတယ်အဲဒီလမ်းပိုင်းတစ်ပိုင်းလုံးကိုတပ်မတော်ကစစ်ကြောင်းထိုးတာအဲစစ်ကြောင်းထိုးပြီးနေမီတွေရှင်းနေတော့အဲတိုင်းရင်ကျွာမှာဒါတိုက်ပွဲတွေဖြစ်နေတယ်ဖြစ်နေချိန်မှာဒီနေ့ဖစ်တီထူတာလဲပုံစုံဆက်ထူတာတေးလိုက်တဲ့အဲဒီပါလဲ CDF တို့နောက်တစ်ခါပါလဲ CDM လို့အဲအဲကောလဲအကုန်သိတော်တော်များများသိတယ်လို့ဟိုတေးလိုက်ကြတာကျွန်တော်သိရတယ်သူတို့ရဲ့ဒေတာအခေါ်ဝါပါလဲမွားပြီးလား အဲအဲကြီးရွာမှာရှိတဲ့တမလောကအထိုင်စခန်းအဲ့ဒီကနေပေါ်မှာတောက်လျှောက်နေနေရှင်းပြီးတောက်လျှောက်အဲ့နာမှာရှိတဲ့ရွာလေးနေနေရှင်းနေတောက်လျှောက်စစ်ကြောင်းတွေထိုးနေတာကိုကျွန်တော်တွေ့ရတယ်။မင်းတို့တမလောကအဖေးဆက်မရှိဘူး။အဲဒီအသေးလိုက်ကြရမယ်။တော်တော်သေးလိုက်ကြတာတော့ဒီ CDF တွေနဲ့ CDM တွေတော်တော်များများချင်းဘက်ကောင်တွေတည်တယ်လို့ကျွန်တော်ကြားသိရတယ်နော်။နော်ဒီကော့ဂရိတ်ပဲလေစစ်ကြောင်းထိုးတဲ့နေရာမှာဒါဒေါနာတောင်တန်းဒီဘက်လမ်းဟောင်းတွေထိုးနေတယ် တောင်လုံးနဲ့တိုက်ပွဲတွေဖြစ်နေတယ်။မနေ့ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ဒါနေချောင်းပစ်ကူတွေနဲ့အဲချနေတာကိုကျွန်တော်တွေ့ရတယ်။ဒီဘက်မှာလည်းမကြခင်မှာအေးချမ်းတော့မယ်လို့ကျွန်တော်တွေနဲ့ယူဆလို့ရတယ်။ကချင်ပြည်နယ်ဘက်မှာဆိုတော့ဗမာမှာလည်းတောက်ချောက်ပွဲကနေတယ်။ဒရုန်းတွေနဲ့ဆွဲနေတယ်ပြီးတော့သူတို့ဒရုန်းခတ်တယ်လားဗာညာအဲ့ဒါတွေကအကုန်လုံးဒီဘက်ကတောင်လုံးဒရုန်းတွေကလည်းတအားကောင်းတယ်ဗျ။အနေနေရှင်းတဲ့နေမှာကြီးလင်းပြသားပြီးတော့ အဲဒါတယောက်တွေ့တယောက်ချနှစ်ယောက်တွေ့နှစ်ယောက်ချတာတွေ့နေရတယ်တယောက်နှစ်ယောက်တယောက်နှစ်ယောက်အသေးတွေကတော့ဒီနေမီရှင်းနေတာဒီ drone တွေနဲ့လိုက်ချနေတာကိုတွေ့ရတယ်သေတာပေါ့ဘိုင်းမဘက်လည်းအဲပွဲကလည်း drone နဲ့ကြီးတွေနဲ့ပြစ်နေတာရှိတယ်အဲအဲ့လိုမျိုးအဲ့လိုမျိုးနော်တောင်တော်ကနေရာတိုင်းမှာတော့ဟောချနေတာတော့ကျွန်တော်တွေ့ရတယ်နောက်ကျွန်တော်ဘယ်ဘက်ကိုထပ်ပြောမလဲဆိုလို့ကျွန်တော်ရင်ရခိုင်ဘက်ကိုကျွန်တော်ပြောလိုက်တော့မယ်ရခိုင်မှာဆိုလို့ရှိရင်ရခိုင်မှာက အာရခိုင်ဝါကဒီပေါတော်မြို့နယ်ပေါ့ပေါတော်မြို့နယ်မှာရှိတဲ့အကျန်းဖက်အေဒီနေတဲ့နေရာကိုဒါလက်နက်ကြီးတွေနဲ့ဆုံးမလာအေးစုဖွဲ့မှုရှိတဲ့နေရာကိုတိုက်လိုက်ကြလို့တော်တော်များများသိကုန်ရတယ်လို့လည်းကျွန်တော်လည်းကြားသိရတယ်တချို့ဆိုလို့ရှိရင်ခေါင်းတွေအောင်ပြတ်တဲ့သွားတဲ့ကြွထွက်နရွက်တွေပါညာတော့ပြက်ပြက်ထွက်နေတယ်လို့ကြားသိရတယ်အဲဒါမျိုးကြားသိရတယ်အဲဒီဘက်ကကြားသိတာအဲပြောတာပေါ့အေယာဝီတိုင်းဒီဆက်ဆက်ယူဘက်မှာလည်းပွဲကားတယ်ပွဲကားတယ်တောင်တော်နဲ့နော် ပြီးတော့တမ်းလောင်ကဒီမင်းချောင်းတရာအနီးမှာပဲပေါ့စစ်တွေစစ်တွေမှာရှိတယ်မင်းချောင်းတရာအနီးမှာရှိတယ်နေရာမှာပွဲဆိုဒီနေ့လည်းတိုင်ဝဲတွေကောင်းကောင်းချတယ်ဒီတမ်းလောင်ကဒီအွန်လိုင်းကြွေးရမှာရှိတယ်ရှိတဲ့တမ်းလောင်နဲ့တောက်လျှောက်အိုဘက်မင်းချောင်းဘက်ကိုအမုံကြွေးနေတာကိုကျွန်တော်တွေ့ရတယ်နော်ပြီးတော့စစ်တွေဘက်ကနေပြီးတော့မှဒီရေတက်တရားနေမှာပယ်နေမှာရှိတဲ့တမောတွေကဒီပုံနဲ့ကျုံးနေရောပေါက်တော့တွေရောအာပေါက်တော့ဟိုချက်တိတောင်တွေရောတောက်လျှောက် အာလက်နက်ကြီးနဲ့အေးစူးဖက်မှုနေရာတွေကိုတောက်လျှောက်ဖြုတ်နေတာကိုတွေ့ရတယ်။ပြီးတော့ကြောက်ပြူဘက်မှာလည်းနေတိုင်းတော်တော်ကိုပွဲပြန့်ကနေ။ပွဲကနေတဲ့အချိန်မှာဒီကြောက်ပြူမင်းပြားလမ်းတစ်လျှောက်ကိုတောက်လောင်ကဆစ်ချောင်းထိုးနေပြီ။ဆစ်ချောင်းထိုးတော့မင်းပြားဘက်ကိုဆစ်ချောင်းထိုးတော့ဒီကြောက်ဖြောက်တို့မင်းပြင်းတို့ဒီဝနက်ချုံတို့ရင်နတာတို့ငတ်အုပ်တို့ရှိတယ်။အဲ့မှာမှဝမ်းမြောင်တို့ကြောက်ကလေးတို့အာအဲ့ကော်ဒူရွာတက်တို့ကော်ဒူရွာဟောင်းတို့ပေါ့ဗျာ။အဲ့ညာတွေကလက်ပါတို့အဲ့ညာတွေလည်းတောက်လျှောက်နေနေရှင်းနေ။ကြီးလေဝမ်းတုတ်တယ်။အဲအဲ့မှာအချမ်းဖက်တွေတည်ကြတာ။ A တွေပေါ့ A တွေတော်တော်များများထည်တယ်လို့ကျွန်တော်နိုင်ကြားသိရတယ်เนาะဒီပကိုးတိုင်းမှာဆိုဟို brown new နဲ့တော့ပကံကွဲပကံကွဲအဲအနီမှာတော့ point 63လုံးကိုလည်းဒီတက်မလောင်ကထိုးစစ်စင်တိုက်ခဲ့တာရှိတယ်အဲလေနေနဲ့စစ်ကူတွေနဲ့အခုတော်တော်များများစစ်ကူစစ်ကြောင်းတွေနဲ့တော်တော်များများရောက်ရှိနေပြီရောက်ရှိနေတောင်းလျှောက်တက်နေတာကိုကျွန်တော်တွေ့ရတယ်တောင်းလျှောက်ကနေတာတွေ့ရတယ်အဲဒီနိုင်ငံတော်သားကိုလာတဲ့ အဲနိုင်ငံတော်ဒီကမ္ဘာလုံးစကမ်းပေါ့ဗျာဗီဝါကုန်းနိုင်ငံအဲတောက်ဗီဝါကုန်းစကမ်းကိုကတ်လဲ AA တွေကိုဒါ drone နေနဲ့တောက်ချောက်အာတွေးလိုက်တာ AA တွေလည်းမနေ့ကတော့15ရောက်တော့လစ်တယ်လို့ကျွန်တော်တို့နေနဲ့ကြားသိရတာရှိတယ်လာကတ်လိုက်သေးတိုင်းနဲ့ AA တွေကတော့ဒေတာများတယ်ဘယ်ကနေဘယ်လိုလူထွက်လာမျိုးလာလာအသေးခံနေတာတော့များတယ်ပြီးတော့ရခိုင်ပြည်နယ်အတွက်က အဒီစင်းလိုင်းမှာရှိတဲ့လေစာတောင်သားမှာလည်းပွဲကတာရှိတယ်။ညောင်ခြေတောင်မှာလည်းပဲပွဲကတာရှိတယ်။အဲရခိုင်ဘက်ကတော့နေတိုင်းလို့လို့ကျွန်တော်တို့တိုက်ပွဲတွေပြင်ထန်တာရှိတယ်။တိုက်ပွဲပြင်ထန်တဲ့နေရာမှာဒီဘင်္ဂါလီတွေကဘလောက်ဆိုးပါသလဲဆိုတော့ဒီလက်ဖြားနိုင်ငံမှာအာခိုးဝင်တဲ့ဘင်္ဂါလီတွေကိုလက်ဖြားနိုင်ငံမောင်းထုတ်တာမနည်းဆိုအယောက်190ကျော်ဒါသူတို့ဘင်္ဂါတိကိုပြန်တော့တာဖြစ်တယ်။ဘင်္ဂါတိကဒီဘင်္ဂါလီတွေကဒီအာစာတွေကရခိုင်ပြည်ကိုအင်အားသုံးပြီးတိုက်ခိုက်သွားမှာဆိုပြီးခဲ့ရက်ကအာစာ9နှစ်မြောက်နေ့မှာသူတို့ တစ္ဆာဆိုကြတယ်ဗောဗျာအဲ့တော့ရခိုင်နေကတော့အဲ့ဒီအာဆိုင်နဲ့တော်တော်ပွဲကြံကြံကရအောင်မထင်နဲ့နော်ပွဲကြံကြံကရအောင်မထင်နဲ့အဲအဲ့တော့ရခိုင်ပြည်နယ်တော့လည်းစိတ်ရကောင်းပါဦးလို့ပဲပြောကြပါလေရခိုင်တိုင်းသူတိုင်းသားတွေစီလုံးကြပါညီညွတ်ကြပါနော်တပ်မတော်နဲ့လက်တွဲလို့မြန်မာပြည်မှာမြန်မာလူမျိုးတွေက လူမျိုးတီးလက်မဟုတ်ပါဘူးเนาะအဲမင်းသားနေတို့ဆိုလို့ရှင်လို့ရှင်ရခိုင်လူမျိုးချစ်လိုက်ကြတာမြန်မာတနတနိုင်ငံလုံးဝချစ်ကြတာပါเนาะအဲ့တော့မြန်မာကကချင်ကြရကရင်ချင်းမျိုးမြန်မာဘယ်သူမှဘယ်ဖြစ်ဖြစ်တရှိတလုံးနဲ့နေခြင်းနဲ့မိသားစုလိုနေခြင်းနဲ့မြန်မာလူမျိုးပါလို့ပြောရင်အားလုံးတို့တာပြေကြပါစေဗျာ